ရလဒ်တွေဘလောက်ဆုံးနေပါသေးအမိုရင်ကိုတရားစီလုံးချိန်ပေးမယ်လို့ဆုံးဖြတ်ထားတဲ့စာဂျန်ရက်ကလစ်လက်ရှိချိန်မှာတော့ United League ပြချုပ် Ruben Amorim ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေအများပြားထွက်ပေါ်နေပါတယ် Premier League ရဲ့ထိပ်သန်းအသင်းသတင်းအဖြစ်ပြန်လည်ရောက်ရှိလာဖို့တာဝန်ယူခဲ့ရပါပဲဆယ်လကြာတဲ့အထိ United အသင်းဟာတိုးတက်မှုအရေးအယံကိုတောင်မပြသနိုင်သေးပါဘူး အပတ်တိုင်းမှာဝေဖန်မှုတွေခံရရပြင်မယ်အမိုရင်ကတော့သူ့ရဲ့နှီးစနစ်ပေါ်မှာယုံကြည်မှုအပြည့်အဝရှိနေသေးဖြစ်ပြီးအသင်းရဲ့ကစားသမားတွေကိုလည်းသူလိုချင်တဲ့ပုံတိုင်းလိုက်ပါကစားနိုင်ဖို့မျှော်လင့်လျက်ရှိနေပါတယ်ကစားသမားဖြည့်တင်းမှုတွေလောက်ခဲ့ပေမဲ့ United ရဲ့အခြေအနေကတော့တိတာစွာတိုးတက်လာခြင်းမရှိပဲရလဒ်တွေဆက်ပြီးဆိုးရွားနေသေးပါဒီရသည့် Premier League ၆ပွဲကစားပြီးချိန်မှာ United ဟာအဆင့်ဆက်လေးနေရာမှာရပ်တည်နေပြီးထိပ်ဆုံးက Liverpool နဲ့၈မှတ်အထိကွာဟနေပါပြီ ဒါသင်မကသေးပဲ EFL ကဒုတိယအဆင့်မှာ Lady Club Granby Town လို့အသင်းငယ်လေးကိုအရှက်တကွဲရှုံးနိုင်ပြီးပြိုင်ပွဲကတွေထွက်ခဲ့ရပါသေးတယ်။ဒီလိုဖြစ်ပျက်တွေကြောင့်ပေါ်တူဂီနီးပြကိုရာထူးကနေထုတ်ပယ်ဖို့တောင်းဆိုတန်တွေဟာ Old Trafford မှာတနေ့ထက်တနေ့ကျယ်လောင်လာခဲ့ပါတယ်။ဖိအားများလာတဲ့ Old Trafford ရဲ့နီးပြကုန်နေရာအတွက်နာမည်ကြီးနီးပြတော်တော်များများရဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ ဘုံမောင်းတင်တဲ့ရလက်ကောင်တွေရယူနေတဲ့မန်နေဂျာအန်တိုနီအီရာအိုလာကဒီယာသူအတွက်ရေပန်းစားနေတဲ့သူတစ်ယောက်ပါတစ်ချိန်တည်းမှာပဲခရစ်စတယ်ပဲလီနီးပြအိုလီဗာဂလက်စနာရဲ့နာမည်ကိုလည်းကြားနေရပါတယ်စိတ်ဝင်စားစရာကတော့ဒီဩစတြေးလျနီးပြဟာ3-3ကစားကွက်ကိုအသုံးပြုသူဖြစ်ပြီးပဲလီစ်နဲ့သူ့ရဲ့စားကြုတ်တက်တန်းကလည်းဒီယာစီကုံမှကုံဆုံးတော်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အင်္ဂလန်နီးပြဟောင်းဂါရိတ်ဆောက်ကိတ်ကိုလည်းအီနီယော့စ်ဂရုကစိတ်ဝင်စားနေတယ်လို့ဘာစီလိုနာနီးပြဟောင်းဇာဗီကိုရိုင်းကလည်းယူနိုက်တက်ကိုကင်တွယ်ဖို့ဆေးရထက်တန်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ် ်ပရီးမီးယားလိ6ပွဲမှာနှစ်ပွဲသာနိုင်ထားတဲ့အမိုရီအတွက် Old Trafford မှာအချိန်လေးတိတ်မကြံတော့ဘူးလို့အများကသုံးသပ်နေကြပါတယ်ပြီးခဲ့တဲ့အပတ်က Bradford ကို3-2ဂိုးနဲ့ရှုံးနေခဲ့တဲ့ပွဲကအမိုရီရဲ့နေရာကိုပိုပြီးလှုပ်ခတ်စေခဲ့ပြီးဒီကနေ့ညမှာကစားမဲ့ Sunderland နဲ့ပွဲမှာသာထပ်ရှုံးခဲ့ရင်အချိန်လေးကပိုရှုပ်ထွေးသွားနိုင်ပါတယ်ဒါပေမဲ့အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Idios Group ကနှီးပြကိုထုတ်ပယ်ဖို့လုံးဝဆန္ဒမရှိသေးဘူးလို့သိရပါဗျ။ထောက်တော့တဲ့ DV Podcast မှာ တတင်းတော့လော်ရီဝဲဝဲကဆာဂျင်ရက်ကလစ်ဟာအမိုရင်ကိုအိုထရက်ဖို့မှာသူ့ရဲ့နီးစနစ်တွေအသားကျသွားစေဖို့အတွက်ဒီတရားဒီလုံးအချိန်ပေးချင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ဆန်ဒါလန်ရဲ့ပွဲကပွဲကြီးတစ်ပွဲဖြစ်ပြီးသူတို့နိုင်ကုန်နိုင်မှုလိုပါတယ်။ဒါပေမဲ့ကျွန်တော်ကြားသိရသလောက်တော့ဒီပွဲကိုရှုံးရင်တောင်ရူဘင်အမိုရင်အတွက်အဆုံးသက်ဖြစ်သွားမှာမဟုတ်သေးပါဘူးလို့ဝဲဝဲကဆိုပါတယ်။ဒီကိစ္စမှာနောက်ဆုံးအဆုံးဖြတ်ပေးမဲ့သူကဆာဂျင်ရက်ကလစ်ပါပဲ။သူကအိုမာဘယ်ရာတာနဲ့ဂျေဆင်ဝဲကော့ရဲ့အကြံပြုချက်တွေကိုနားထောင်မှဖြစ်တယ်လို့ဂလေးသားမိသားစုကလည်းပြောခွင့်ဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့အဓိကဆုံးဖြတ်မှာကတော့ reckless ပါပဲကျွန်တော်သိရသလောက်တော့သူကအမော်ရင်ကိုယာစီကုန်ထိအချိန်ပေးကျင်နေတယ်။ဘာလို့လဲဆိုတော့ဒါကအတိုင်းအတာတစ်ခုထိလူစင်ရဲ့အသက်ဖြစ်နေပြီးသူ့ရဲ့နီးစနစ်တွေကိုအသင်းသားတွေစီစိတ်ဝင်သွားအောင်စ조사နေရဆဲမို့လို့ပါ။ဒါကတော့ Sergeant Reckless ကနေလောလောဆယ်ထွက်ပေါ်နေတဲ့သဘောထားပါပဲလို့သူကပြောပြခဲ့ပါတယ်။အမော်ရင်ဟာပြီးခဲ့တဲ့နိုဝင်ဘာလက United နီးပြအဖြစ်စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်းနိုင်ဝဲရာခိုင်နှုန်း36.3ရာခိုင်နှုန်းသာရရှိထားပါတယ်။ သူကင်တွေခဲ့တဲ့49ပွဲမှာ18ပွဲသာနိုင်ခဲ့ပြီး19ပွဲအထိရှုံးနေထားပါတယ်ဒီလိုစွမ်းဆောင်ရည်စိုးတွေရှိနေပေမဲ့လည်းအသင်းပိုင်ရှင်ရဲ့ယုံကြည်မှုကိုတော့အခိုင်အမာရရှိထားသေးဖြစ်နေပါတယ်